အားလုံးပဲမင်္ဂလာပါပရိသတ်လေးတို့အားလုံးကိုကျမရဲ့ Aura Garden Channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ရပါတယ်ကျမကတော့စီစီတက်ဆက်သူနင်းဖြစ်ပါတယ်ပရိသတ်လေးတို့ကလည်းဇလန်ကောင်းလေးတွေဆက်လက်ပြီးစောင့်မြောကြည့်ရှုအားပေးနိုင်ဖို့အတွက် VPN link ခံပြီးတော့မှဇလန်စုံထီအားပေးကြပါအောင်နော်တေးလိုက်ပါတော့ဟမ်ငါဒီ level ကိုရှုံးလို့မရပါဘူးဆိုလောက်ဆမ်းပါကွာနင်းနေတော့ပဲလောက်လောက်လောက်ရှာသွားပြီကွာဟမ်ရမ်းတော်ရင်ငါပါလား လူတယောက်ကျွန်တော်ရဲ့နှွက်ကိုရုတ်တရက်ဆောင်ဆွလိုက်ပါတယ်။အောက်နားရဲခုနအရန်တော်ပါတယ်ဆိုရဲသူကအခုတော့နှရက်ဆွဲခံရပြီဟုတ်လားအခုချက်ချင်းကော်ရီဒါကိုသွားလိုက်စမ်းသွားအမလီကျွန်တော်ရဲ့တနာစီရနှရက်ကလေးတွေမင်္ဂလာပါကျွန်တော်ကြည့်ပြီးတော့ပရိသတ်တို့အရန်ရှက်နေကြတယ်မလားကျွန်တော်အကြောင်းပြောပြခင်ပါအရှင်ဦးဆုံး like and subscribe လေးလုပ်ခဲ့ပြီးပါအောင်ကျွန်တော်နာမည်ကတော့ Hiroki လို့ခေါ်ပါတယ်ချက်တန်းဆောင်သားလေးတစ်ယောက်ဖြစ်နေပြီးတော့ ကျွန်တော်ရဲ့ကြောင်းတက်ရတဲ့ပွားကရန်ကုန်ညီငွေ့ဖို့ကောင်းတယ်လို့ပဲဆိုကြပါစို့ဆာလည်းမလုပ်ချင်သလိုအတန်းနဲ့မှလည်းကျွန်တော်အစ်စ်နေရတော်တော်ဆိုးပါရယ်အဲဆိုးရထက်ကိုပိုးနေတာပါအဆိုးဆုံးလို့ပြောလို့ရတယ်ဒါကကျွန်တော်အတွက်အသားကျနေပြီမို့လို့ကျွန်တော်စိတ်ထဲမှာဘယ်လိုမှမနေပါဘူးကျွန်တော်ကတကယ်တော့အတိလောက်ချီတုံးရတဲ့သူမဟုတ်ပါဘူးကျွန်တော်မှဘယ်သူမှမသိသေးကြတဲ့လျှို့ဝှက်ထားတဲ့စွမ်းရည်တွေလည်းရှိပါရယ်တကယ်တော့ကျွန်တော်က Elias Higgy ဖြစ်ပါရယ် နာမည်အရန်ကြီးနေတဲ့ professional gamer တယောက်ပေါ့နာမည်စားတာနဲ့တင်မိုက်တယ်လို့တွေးမိရမလားမြို့ရဲ့နာမည်အစီအစဉ် gamer ဆင်းရဲနေမှာဆိုရင်တော့ကျွန်တော်ကနာမည်1ဖြစ်ပါတယ်နာမည်1နေရာကကျွန်တော်ပဲဆိုတာကိုဘယ်သူမှသိချာမသိကြပါဘူးကျွန်တော်ရဲ့ဖြစ်တည်မှုကိုဖုံးကွယ်ထားတာကြောင့်ကျွန်တော်ကပို့ပြီးတော့နာမည်ကြီးနေရတာပါ online ပေါ်မှာကျွန်တော်ရဲ့ဖြစ်တည်မှုကိုဖုံးကွယ်ထားခဲ့တော့တကယ့်အပြင်လက်တွေ့ပေါ်မှာကျွန်တော်အင်းစီလေးပဲနေနိုင်တာပေါ့တတရရလမ်းလျှောက်လာနေတော့ရုတ်တရက်လူတယောက်ကိုဝင်တိုက်မိသွားတယ် Oops, sorry ပါ။ဟမ်ဒီကောင်ပဲလား။လမ်းလျှောက်တော့ဘယ်သူရှောက်နေမှမသိဘူး။လူတွေအများကြီးမှမှာကျွန်တော်ဘာဖြစ်လို့သူ့ကိုမှဝင်တိုက်မိတာလဲ။သူကတော့တကရှိလို့ခေါ်ပါရဲ။ကျွန်တော်နဲ့ဆင်ကျင်မဲ့လူသားတယောက်ပါ။ចောင်းသားកောင်စီရဲ့កောင်းសောက်တယောက်ဖြစ်ပြီးတော့កောင်မလေးတွေကလည်းသူ့ကိုအရင်သဘောကျကြတာလေ။လူငယ်နဲ့အသွင်ပြင်းတဲ့ချောမောရဲ့ရုပ်ရည်ကြောင့်သူကနမကြီးပါတယ်။ပညာရေးမှာလည်းထူးထွန်တာကပါတာပေါ့။သူရုပ်ချောတာကိုတော့လက်ခံပါတယ်။ကျွန်တော်တော့မချောဘူးထင်တာပဲ။ ကျွန်တော်နှစ်ယောက်တွေ့ပြပုံကိုပြန်ပြောရမယ်ဆိုရင်တော့ကျောင်းရဲ့ပထမဆုံးနေ့မှာပဲကျွန်တော်သူနဲ့ဆုံခဲ့တာပါအာတဆိတ်လောက်ပါကျွန်တော်တခုလောက်မေးလို့ရမလားခင်ဗျဗာလေမေးလေဘီအတန်းကဘဲကိုသွားရမလဲဗျကျွန်တော်အတန်းပဲမှာလဲဆိုတာသေချာမသိလို့ပါရှုပ်တဲ့သူကကျွန်တော်ကိုကျောင်းအန်းအန်းမျက်နှာနဲ့ကြည့်နေပါတယ်အာတိလာလို့ခင်ဗျဟမ်ဘာမှလည်းပြောမသွားဘူးနေပါအောင်ဗျကျွန်တော်သူ့နောက်ကိုပြေးလိုက်နေတော့ ကန်ဆိုးကျင်တော့ကိုချရောက်ကိုခလုတ်တိုက်ပြီးချော်လဲသွားတယ်။ချော်လဲသွားတော့ရှေ့ကရှိနေတဲ့အရှာကိုလှမ်းဆွဲပြလိုက်ရကနေသူ့ရဲ့ဘောင်းမိကြီးဖြစ်နေခဲ့ပါဗျ။အာကျွန်တော် sorry ပါဗျာ။ဘာလဲမေးရငေါ့ရန်လာစတင်ရလားအယူကောင်။ကျွန်တော်မရွေးပါဘူးခင်ဗျာ။ဒါပေမဲ့ပြောတာကနည်းနည်းလုံနေလို့မထင်ဘူးလား။လုံနေမထင်ဘူးလားဟုတ်လား။အတန်းပီကိုရောက်တဲ့အချိန်ကျမင်းကြီးတက်ပို့ပြီးတော့လွန်နာရီတွေ့ရလိမ့်မယ်။ငါ့ကိုဒီလိုအဆက်ခွဲဖို့အတွက်မင်းကကိုကိုကိုဘာထင်နေရလဲ။ခင်ဗျားလုံနေပြီနော်။ ျွန်တော်ခင်ဗျားကိုတောင်းမဲ့ပြီးပြီပဲ။ဒါအောင်လက်မခံနိုင်ဘူးဆိုရင်လည်းအနည်းဆုံးလေးတော့လေးလေးဆက်ဆက်ပြောမှာပေါ့။ငါကចောင်းသားកောင်စီရဲ့ဥက္ကဋ္ဌပဲ။အဲ့ဒါကြောင့်မင်းကငါဒီလိုပြောပိုင်ခွင့်ရှိတယ်။ဟုတ်လား။ဒါဆိုရင်တချောင်းလောက်ကိုအာနာပေးပြီးတော့မင်းကပြောနေရသူလား။ចောင်းသားកောင်စီဥက္ကဋ္ဌကဒီလိုလိုဖြစ်နေမယ်လို့မထင်ထားအောင်တော့။အတန်းပြီကចောင်းသားဆိုတယောက်ကလည်းငါ့ကိုဒီလိုမျိုးအဆက်ခွဲလိမ့်မယ်လို့ငါမထင်ထားခဲ့ဘူး။မင်းနဲ့စကားပြောတာငါအချင်းကုန်တယ်။ငါရှေ့မှာထပ်မပေါ်လာစေနဲ့။ ငါကလည်းမင်းလိုမျိုးမကောင်းတဲ့သူနဲ့ထပ်မဆုံချင်ပါဘူး။အမှန်တမ်းပြောရင်အဲ့ဒီမတော်တဆမှုကရှမ်းကိုကြားနေပါပြီ။ဒါပေမဲ့အခုချိန်ချီသူကမကျေနပ်နိုင်သေးတာပါ။ဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်ဒါရီကြီးမဆိုင်ပါဘူး။ဒီညမှာကျွန်တော်ရဲ့ gaming live stream လေးရှိနေပါတယ်။ဒါကကျွန်တော်ရဲ့ပရိသတ်တွေနဲ့ထိတွေ့ခွင့်ရဖို့အတွက်အခွင့်အရေးကောင်းတစ်ခုပဲလေ။အဲ့ဒီထက်ကတချို့နဲ့ဆိုရင်ကျွန်တော်တော်တော်လေးအောင်ရှင်းနေနေပြီ။အကောင့်နံပါတ်ကထိတ်တန့်ကြောင်းသားတဲ့။ကျွန်တော်အမကန်ပရိသတ်တွေရဲ့ကတယောက်ဖြစ်ပါတယ်။ မင်္ဂလာပါထိတ်တန့်ကြောက်သားလေးကျေးဇူးတင်ပါတယ်ကျွန်တော်ရဲ့ comment update မှာသူ့ကိုတွေ့တဲ့အချိန်တိုင်းကျွန်တော်သိကဝမ်းသာမိတယ်ကျွန်တော်တော်တော်သူကပြိတ္တတရားဖြစ်ုံနဲ့မကဘူးတချို့တော့ဂိမ်းပြိုင်ပွဲတွေပါလဲသူကကျွန်တော်အတွက်ပြန်ရခက်တဲ့ဂိမ်းမတရားဖြစ်ပါတယ်ကျွန်တော်ရဲ့ဘလို့စွမ်းရည်တွေကိုပဲအသုံးချပါစီသူ့ကိုတော့ကျွန်တော်မနိုင်နိုင်ဘူးဖြစ်နေတယ်ဟာရှုံးသားလို့မရဘူးလေမဖြစ်ဘူးကြည့်အောင်ကျွန်တော်ပြိတ္တတရားကျွန်တော်ဝိုင်းပြောနေကြပြီအဲ့လောက်ကြီးပြောကြတော့ကျွန်တော်လည်းဝမ်းနေတာပေါ့ အဲ့ဒီခိုက်တက်မှာကျွန်တော်ရဲ့ဖုန်းမှာစာတဆောင်ဝင်လာခဲ့တယ်။ဒီချိန်ကြီးမှာဘသူအမြန်ကောင်စာပို့တာပါလိမ့်။ထိတ်တန်းကြောင်းသားရဲလား။ live လေးနေတဲ့အချိန်မှာကျွန်တော်နဲ့အမြန်နဲ့စကားပြောလို့ရှိရကျွန်တော်ရဲ့ပြိတ္တများလား။ကျွန်တော်အံ့ဩသွားတယ်။ခင်းရှုံးသွားတာတော့မှသူကကျွန်တော်ကိုလာပြီးတော့နှစ်သိမ့်ပြီးနေတာ။တကယ်ပဲကျွန်တော်ရဲ့အမကပြိတ္တပဲလား။ကျွန်တော်အမြန်မဲစာပြန်လိုက်တယ်။သူကလည်းကျွန်တော်ကိုအားပေးတဲ့စကားတွေပြောပြနေပါဗျ။အမှန်တမ်းပြောရရင်ကျွန်တော်သူနဲ့စာပို့နေတဲ့အချိန်တွေမှာ စိတ်လှရှားမှုနဲ့ပျော်ရွှင်မှုတွေကတိုးပေါ်လာနေပါတယ်။သူ့ပုံစံကချစ်ဖို့ကောင်းပြီးတော့နူးညံ့မဲ့ပုံ။အဲဒီအချိန်တည်းကစပြီးတော့ထိတ်တန့်ဆောင်သားကကျွန်တော်ရဲ့ပြိတက်ဖြစ်ုံနဲ့မကဘူး။ကျွန်တော်ရဲ့တငယ်ချင်းတယောက်ပဲဖြစ်လာခဲ့တာပေါ့။ပုံမှန်စာရီပို့လာခဲ့ပြီးတော့နင်းစင်ပွားမှာပြပြက်နေတဲ့အချောင်းရော်တွေကိုလည်းတယောက်နဲ့တယောက်နဲ့မျှဝေခဲ့ကြတယ်။ပြောဖို့တော့မလိုပါဘူး။သူကကျွန်တော်နဲ့အရင်းအနှီးဆုံးတငယ်ချင်းတယောက်ဖြစ်လာခဲ့တာပေါ့။သူနဲ့စာပို့နေတဲ့အချိန်လေးဆိုရင်ကျွန်တော်ရဲ့တနေ့တာကပို့ပြီးတော့ပြေဆုံးသွားတယ်လို့ခံစားရတယ် ဒါပေမဲ့သူ့ရဲ့မျက်နှာကိုတော့တခါမှမြင်ဘူးဘူး။သူကလည်းကျွန်တော်ကိုမသိနေပါဘူး။ထိတ်တန်းစောင်းသားလေးရဲ့ပုံစံကဘယ်လိုများဖြစ်နေမလဲ။ကျွန်တော်သိချင်မိတယ်။ချစ်စရာကောင်းတဲ့ Shrey of Spain နေပိုင်ဆိုင်ထားပြီးတော့မင်းသားလေးပုံစံများဖြစ်နေမလား။ဒါဆိုရင်ကျွန်တော်တို့ပို့ထားတဲ့စာရီးကလှပတဲ့အချစ်ဆက်လန်းရဲ့အစပဲဖြစ်လိမ့်မယ်။ဟာမဟုတ်တာ။စိတ်ကူးရင်နေရရှောက်နောက်ရှောက်လာပြီ။ဒါပေမဲ့စိတ်ကူးတွေကအမှန်တမ်းဖြစ်လာဖို့တော့ကျွန်တော်တို့အားလုံးကစူတောင်းတက်တာပဲမလား။ မနက်ခင်းတခုကြတော့ကျွန်တော်ထိတ်တန်းကြောင်းသားလေးနဲ့စာပို့နေတဲ့အချိန်မှာရုတ်တရက်ရှိကနေတာကာရှိနဲ့ထပ်ပြီးဝင်တိုက်မိပြန်ပါတယ်။အောင်းမင်းမထပ်တိုက်မိပြန်တာလား။မင်းမျက်လုံးကသာကင်းနေရ။ဖုန်းကနေမျက်လုံးတွေခွာလို့မရဘူးလား။မင်းကိုမင်းသာမှန်နဲ့သွားပြန်ကြည့်လိုက်ပါဦး။မင်းမျက်လုံးနဲ့ဖုန်းထဲကသာကော်နဲ့ကတ်ထားလာလို့မှတ်ရတယ်။အနည်းဆုံးတော့ငါ့ရဲ့ပညာရေးလမ်းကြောင်းကအမင်းလိုမျိုးတနာစရာမကောင်းနေဘူးဟဲ့။မင်းကငါ့ကိုဘယ်လိုတော့ပြောလိုက်တာလဲ။အနည်းဆုံးတော့ငါက မင်းလိုမျိုးခေါင်းမပြီးတော့တခြားသူတွေအပေါ်ကိုကိုနိုင်နေဆိုပြီးအနိုင်ကျင့်တဲ့သူမဟုတ်ဘူးမင်းလိုပုံစံမျိုးဘယ်သူကမှတကယ်သဘောကျမဲ့သူရှိမှာမဟုတ်ဘူးဟင်းမင်းကသာငါထက်အစတရားလောက်ပြင်းနေကောင်လေငါကမင်းကိုဘာမှရှောင်းစရာအကြောင်းမရှိဘူးနော်ဘာလို့အဲ့တော့တေးချနေရလဲမင်းကိုမင်းရောဘာထင်နေရလဲမင်းကမောက်မှပြီးတော့စိတ်ရွှတ်ဖို့ကောင်းတဲ့ကောင်ပဲငါနဲ့ရင်ဖြစ်ချင်တာလားငါကဘယ်သူမှမကြောက်ဘူးနော်ဟျောက်နေမင်းတို့ငါ့ကိုရောမကြောက်ကြဘူးလား ကြောင်းမှာပြဿနာဖြစ်ချင်နေကြရပေါ့အခုချက်ချင်းအပြင်သွားပြီးတော့ပြစ်ဒဏ်ခံမှုပြင်ထားလိုက်ကြတော့ငါပြန်လာခဲ့မယ်နော်အဲ့ဒီအတိုင်းနည်းနည်းလေးမှမလုပ်ပဲရှက်နေကြဒါရီအလုံးကမင်းကြောက်ဖြစ်ရတာငါကလည်းဘာလို့မင်းလိုလူနဲ့မှပတ်သက်နေမိရတာလဲနားမလဲတော့ငါ့ကိုလာပြောမနေပါနဲ့မင်းကြောက်နဲ့ငါရဲ့နာမည်ကြီးမှုတွေကရော့ပါသွားတော့မှာပဲကောင်းတယ်လေငါကလည်းအဲ့ဒီလိုပဲဖြစ်စေချင်နေရကြည့်နေပြစ်ဒဏ်ချိန်ပြီးသွားလို့ကတော့ငါမျိုးဒီတိုင်းလောက်တာမှမဟုတ်ဘူးအခုနေတော့ရဲထားလိုက်ပေါ့ဘာလဲ မင်းကဘာလို့ဖို့ကြမ်းစီနေရလဲအမြင်ပြောစမ်းငါနဲ့ရင်ပြစ်ချင်နေရလားလာလာစမ်းပါလာစမ်းပါဘာလဲအခုမှကြောက်နေရလားမင်းတို့နှစ်ကောင်လုံးငါပြောတာကိုနားမထောက်ဘူးလားနောက်ထပ်တနေ့ထက်ရက်လိုက်အာလက်မောင်းနေလဲနားလိုက်တာဘယ်သူတော်မှဆရာကရက်ဆက်တာလည်းမသိပါဘူးတကယ်တော့အပြစ်ရှိတဲ့ဟိုကောင်ကိုပဲအပြစ်ပေးတင်တာလေဟာတွေ့ပြန်ပြီလားအေးမင်းကရောဘာလို့လဲဒီနေ့ကအတန်းအင်းနေပြီနဲ့အကစားပြန်ရမနိုင်မလား ငါကလည်းမင်းမျက်နှာကိုမြင်ရလို့စိတ်လှုပ်ရှားလျက်လို့ထင်နေရလားငါလည်းဒီလိုပမွားကောင်လေးနဲ့မှထပ်ပြီးစုံနေရပြန်တယ်စိတ်ရှုပ်ဖို့ကောင်းလိုက်တာတာကာရှိတတိထောင်ရှုတ်တက်တာကာရှိစီကိုဘတ်စကတ်ဘောကဥတီလာနေခဲ့ပါတယ်သူက ကျွန်တော်နောက်ကနေကြွယ်ပြီးရရှားလိုက်တယ်အောင်တာကာရှိမိတမိလောက်တာမလားဟင်ငါလည်းဘောလုံးကိုကာကွယ်ဖို့လောက်တာလေအောင်သူကလည်းနောက်ထပ်ဘောလုံးထပ်မှန်သွားပါတယ် အဲ့ဒီကကျွန်တော်လည်းစိတ်နေနဲ့ရှုပ်နေရချာကျွန်တော်ဖြစ်ခဲ့တဲ့တနေ့တာအကြောင်းကိုထိတ်တန်းကြောင်းသားလေးစီကိုသွားပြီးရင်ဖွင့်ခဲ့တာပေါ့။ဘာဖြစ်လဲတိကသူကကျွန်တော်ကိုဖုန်းခေါ်ပြီးတော့ပြောမလားလို့မေးတယ်။ပထမအဆုံးအချိန်နဲ့ကျွန်တော်ကိုသူဖုန်းခေါ်မလားတဲ့။မြင်မြင်မဲသဘောတူလိုက်ပြီးတော့စိတ်တော်လှုပ်ရှားနေပါတယ်။ပထမအဆုံးသူ့ရဲ့အတန်ကိုကြားရတော့မယ်လေ။ Hello Hello အာဒါပထမအဆုံးအချိန်မင်းရဲ့အတန်ကိုငါကြားပြူတာပဲနော်ဟုတ်တယ်မလား။ဟုတ်တယ်လေ။ မင်းတန်ကလည်းချစ်ဖို့ကောင်းပါရဲ့ဘာလုံးကောဒီလိုမျိုးချက်ချင်းကြီးချီးကျူးနေရပါလဲရှက်တော့ရှက်လာပြီကဲဒါဆိုမင်းဆေးရှုပ်နေတဲ့ကိစ္စတွေငါ့ကိုရေးဖွင့်ကြည့်သေးလားအာရှက်ပါရဲ့ဒီတားလေးပဲကိစ္စကြီးကြီးမားမားတော့မဟုတ်ပါဘူးကျောင်းမှာငါကြည့်မရတဲ့သူနဲ့ဆွန်ခဲ့တဲ့အကြောင်းလေးပြပြမလို့လေအဲ့တယောက်ကလေမောက်လဲမောက်မှသေးတယ်စကားပြောတာကလည်းရိုင်းသေးတယ်တကယ်ကိုဆေးရှုပ်ဖို့ကောင်းတာသူ့ကိုတွေ့တဲ့အချိန်ဒီမှာဆိုရင်ဖင်ကိုကြီးပဲဆောင်ကပြစ်ချင်တာ ခဏခဏဘာဖြစ်လို့လဲသူနဲ့မှစုံနေရလဲဆိုတာကိုယ့်ကိုယ်ကိုလည်းနားမလဲတော့ဘူးလေလုပ်စမှာကွာစိတ်ကိုအေးအေးထားစမှာအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးတော့အရင်ကြီးတွေးပူနေပါနဲ့ဒီတိုင်းမဲ့သူနဲ့ energy မကောက်လို့ဖြစ်ပါလိမ့်မယ်မင်းပြောရမယ်နဲ့ငါသူ့အကြောင်းကောင်းနေမထင်တာကောင်းတယ်ချစ်စစ်ပဲနော်မင်းနဲ့စကားပြောရတာပို့ပြီးတော့ငါအတွက်စိတ်သက်သာသွားစီရယ်ရှက်ပါရယ်ဒါနဲ့မင်းကကြောင်းသားလို့ပြောလိုက်တာလားအင်းဟုတ်တယ်လေဘာဖြစ်လို့မေးရလဲအာငါတို့က မဟုတ်ရင်တော့မှရွယ်တူရမြဖြစ်နေမလားလို့ငါတို့တနေ့လောက်ဆုံကြရင်ဘယ်လိုလဲမင်းမင်းရငါနဲ့ဆုံကျင်တာလားဟမ်နည်းနည်းလေးတော့နေရခက်တာမင်းနေရခက်တယ်ဆိုရင်လည်းမတွေ့လည်းရပါတယ်နော်အာမဟုတ်ပါဘူးအဲ့လိုပြောချင်တာမဟုတ်ဘူးငါမင်းနဲ့တွေ့ချင်ပါတယ်ဒီတိုင်းလေးပဲစိတ်နေနဲ့လှူရှာသွားလို့ပါဒါဆိုရင်တော့လက်ခံတယ်လို့ပဲသဘောထားလိုက်မယ်နော် ကော်ဖီဆိုင်မှာဆုံကျရင်ဘယ်လိုလဲအော်ကောင်းပြီလေငါလည်းမင်းကိုအရင်တွေ့ချင်နေပြီ မင်းကချက်ချာကောင်းတဲ့ကောင်းလေးတယောက်ဖြစ်မယ်ဆိုတာငါတေချာပေါက်သိနေတယ်။ဟာဟာအဲ့ဒါကတော့မငင်းတော့ပါဘူး။မင်းကလည်းမင်းသားလေးလိုပုံစံဖြစ်မယ်ဆိုတာငါသိနေတယ်။အရင်ကအချိန်ကြာကြီးတည်ကျွမ်းလာခဲ့တဲ့သူတွေလိုမျိုးကျွန်တော်တို့စကားတွေပြောပြခဲ့ကြပါရဲ့။ကျွန်တော်ရဲ့စိတ်ကန်စားချက်အတွင်းထဲမှာထူးဆန်းတဲ့ကန်စားချက်ကြီးဖြစ်နေတယ်ဆိုတာကိုလည်းကျွန်တော်ခံစားမိလို့နေရပါရဲ့။ထူးဆန်းတယ်နော်။ကျွန်တော်စိတ်တွေကအခုတလောအရင်လှုပ်ရှားနေတာ။အမည်ပေါ်လို့မရတဲ့ပျော်ရွှင်မှုတစ်ခုကလည်းကျွန်တော်ခန္ဓာကိုယ်ထဲမှာဖြစ်နေသလိုပဲ။ သူ့အတန်ကိုလည်းကျွန်တော်ခဏခဏကြားနေရပြီးတော့ကျွန်တော်နှလုံးကုန်တန်းလေးကလည်းအရင်ကျက်လောက်နေတာပေါ့ဒါပေမဲ့ဒီအတန်ကအရင်ကိုရင်းနှီးနေသလိုပဲကျွန်တော်သူနဲ့တနည်းအရမှာစုံပူးနေတာမြလားဟာထားလိုက်တော့မေးလိုက်တော့ငါငါအိတ်ရအောင်မယ်လေနောက်တနေ့ကျတော့ကျွန်တော်အင်ချီအတက်ကလေးပါဝင်နေခဲ့ပါတယ်ဆွဲဆောင်မှုရှိတဲ့ပုံစံမျိုးဖြစ်အောင်လို့ကိုကိုကိုအကောင်းဆုံးပြင်ဆင်နေတာပေါ့ဒီချင်းနဲ့နေရာကိုရွှေ့လာခဲ့ပြီးတော့ဒီနေ့ရာသီဥတုလေးကလည်းဒိတ်လို့ဖို့အတွက်အစဉ်သစ်ဖြစ်နေပါတယ် ကျွန်တော်လမ်းမှာဘယ်သူနဲ့ထပ်ဆောင်ခဲ့လဲသိလားထက်ကရှိပဲမင်းကဘာလို့ဒီရောက်နေရလဲဟာမင်းပဲလားဘာဖြစ်လို့လဲငါ့ဘက်ကငါဒီမှာရက်နေတာမင်းရောက်လာတာလေငါ့ကိုအေးစစ်စစ်လေးပဲလှထားပေးလို့မရဘူးလားမင်းတို့အဲ့လောက်တောင်ခက်ခဲနေလားဘာဖြစ်လို့များငါမင်းမျက်နှာကိုတွေ့တွေ့နေရလဲနားမလဲတော့ငါကလည်းမင်းမျက်နှာကြီးကို မြင်နေရတာစိတ်ကုန်နေပြီသီလားအော်ငါ့နောက်ကိုမင်းတမင်တကာလိုက်နေရမဟုတ်ပါဘူးနော်အဲ့လိုတွေ့ရအောင်မင်းကိုမင်းရောဘာထင်နေရလဲဟမ် မင်းကမင်းတိတ်ကိုနာမည်ကြီးရဲ့ celebrity တရားမှတ်နေတာလားဟောစကနာလာထိုးမနေနဲ့တော့မင်းမသားမင်းသွားလိုက်တော့မင်းမျက်နှာကြီးကိုမြင်နေရတယ်နင်းငါရဲ့ကြည်လင်နေတဲ့စိတ်ကိုမပြတ်စည်းစေချင်ဘူးငါကလည်းမင်းနဲ့တိတ်ကိုရှိချင်နေတယ်လို့မထင်ပါနဲ့ဟမ်အဲ့တာကရှိကိုတွေ့လိုက်တာနဲ့စိတ်ကမကြည်တော့ဘူးဟာကျွန်တော်ချင်းသားရဲ့တယောက်ကလည်းဘယ်ရောက်နေလဲမသိဘူးဟယ်လိုထိတ်တန့်ကြောက်တော့လေးလားငါအခု coffee ဆိုင်ကိုရောက်နေပြီနော်မင်းပမာလဲငါလည်းဒီမှာပဲလေ ဒါနဲ့နင်းကဘာရန်ဝတ်ထားတာလဲငါကတီရှပ်ဖြူရောင်ပေါ်မှာပြန်ရောင်ဂျက်ကတ်ဝတ်ထားတယ်ဟမ်ငါတော့မတွေ့မိပါဘူးဘေးနားမှာလည်းဂျက်ကတ်အပြာဝတ်ထားတာဘယ်သူမှမရှိဘူးငါအခုလက်ပြလိုက်တယ်မင်းကမြင်လားဟာမတွေ့ဘူးထူးဆန်းလိုက်တာငါလည်းဟူဒီဝတ်ထားရင်တော့စနီကာကအဖြူအောင်စီထားပြီးတော့ဘောင်းမီကအမဲ့အောက်မင်းကဘာလဲဟာဒါဆိုမင်းကဟီခီ ထိတ်တန့်ကြောင့်သာစပွဲမှာဘာမှကိုမပြောဘဲနဲ့ထိုင်နေလဲကြတယ်။နှစ်ယောက်စလုံးဘာစပြောမှလည်းမသိကြဘူးလေ။နောက်ဆုံးအနေနဲ့သူတကယ်ဟုတ်မဟုတ်ကိုအတည်ပြုဖို့အတွက်မေးခွန်းမေးဖို့ဆုံးဖြတ်လိုက်ပါတယ်။ဒါဆိုရင်မင်းရဲ့အကောင့်နံပါတ်ကတကယ်ကိုပဲထိတ်တန့်ကြောင့်သာလား။လှုပ်ပါကွာ။ကျေးဇူးပြုပြီးတော့မဟုတ်ဘူးလို့ငါ့ကိုဖြေးပေးစမ်းပါ။ဟုတ်နေရဲ့လေ။ငါကရိုင်းကလည်းနာမည်ကြီးတဲ့ဂိမ်းမဟီကီဆိုတာမင်းမှမသိကြတာ။ဟုတ်ပါရဲ့။အမှန်တရားကကျွန်တော်ရဲ့မျက်နှာကိုရိုက်ချလိုက်သလိုပဲ။ ူဟာတကယ်ကိုပဲကျွန်တော်တွေးထားတဲ့ထိတ်တန့်ချောင်းသားဖြစ်ပါတယ်။ကျွန်တော်ရဲ့အကြီးမားဆုံးသောပရိသတ်ပေါ့။ကဘာပေါ်မှာလူတွေအများကြီးရှိတဲ့အသားနဲ့မှထာကရှိပါဖြစ်လို့ဖြစ်နေရတာလေ။ခုခုကိုပဲရှက်လို့လို့မြေကြီးတွေမြုပ်ချင်လိုက်တော့တယ်။မဖြစ်တော့ဘူး။ဒီနေရာကနေအမြန်ပြေးမှဖြစ်တော့မယ်။အာငါရုတ်တရက်ကြီးသတိရလာလို့ဟောဟုတ်တယ်ဟုတ်တယ်။ငါခွေးလေးကိုအဆမ်းမကျွေးရသေးဘူး။အဲ့ဒါကြောင့်ငါသွားရအောင်မယ်။ငါငါလဲအိမ်အိမ်သာအိမ်သာရှိရအောင်မယ်လေ။အဲ့ဒါကြောင့်သွားရအောင်မယ်။ ကျွန်တော်နေတိုင်းရံဖြစ်နေကြရတဲ့သူကကျွန်တော်ရဲ့အခြေစားပြိသက်ဖြစ်နေမယ်လို့ဘသူကမြတ်တွေးပြီးမှလဲ။ဘာဖြစ်လို့အဲ့ဒီလူကရောတာကာရှိဖြစ်နေရတာလဲ။အိမ်ကိုစိတ်တွေရှုပ်ထွေးပြီးတော့ကျွန်တော်ပြန်လာခဲ့ပါတယ်။အခုငါဘလို့တာကာရှိကို ရင်ဆိုင်ရတော့မလဲ။သူကရောဂိမာဟီကီကငါဖြစ်တဲ့အကြောင်းတခြားသူတွေကိုရှောက်ပြောလိုက်တော့မှလား။နောက်တနေ့မိနစ်မှာတော့ကျွန်တော်ចောင်းသားဖို့အတွက်တုံ့ဆုံနေခဲ့ပါတယ်။ကျွန်တော်သူနဲ့တကယ်ကိုမဆုံကျင်တာအမှန်ပါ။သူကလည်းကျွန်တော်လူများခန်းစားနေရမလား။အာ တင်လိုက်ပါတော့ငါသူ့ရှောင်းလို့မရဘူးအခုဘာလုပ်ရတော့မလဲအာဟမ်သူကဘာတော့ပြန်မမမရှိရပါလားကျွန်တော်ကိုမသိချင်အောင်ဆောင်းပြီးတော့တော့ပါဒီတိုင်းကြော်သွားလိုက်သေးတယ်ပုံမှန်လုံးနေကြအတိုင်းကျွန်တော်ကိုရန်ဆတာမျိုးတော့မလုပ်တော့ဘူးဘာလဲမင်းရဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့သူကအဆင်ပြေတာများလားဒါကကျွန်တော်တို့ပူပြီးကောင်းတာများလားကောင်းပါလေလေအနည်းလေးတော့ကျွန်တော်လည်းလွတ်လွတ်လပ်လပ်နေလို့ရတာပေါ့ မျက်စိစပွင့်ပွင့်စူးနေရမယ့်ကိစ္စမျိုးတွေကျွန်တော်စီမှာဖြစ်တော့ဘူးပေါ့ဒါပေမဲ့မကြခင်မှာပဲကျွန်တော်ရဲ့နောင်နာနဲ့ဝမ်းနည်းမှုတွေကဖြစ်ပေါ်လာပါတော့တယ်တာကာရှိကပုံမှန်ဆိုကျွန်တော်ကိုစားပုတ်နေကြလေနေအောင်ကြီးအောက်မှာရှိနေတဲ့အရှာမှန်သမျှအားလုံးကိုသူပြောပြတယ်ဒါပေမဲ့အခုကျတော့ထိတ်တန်းကြောင်းသားဆိုတဲ့အကောင့်နေတော့မှကျွန်တော်ကိုကောမမမန့်တော့ဘူး live stream လွှင့်နေတဲ့ချိန်ဒီမှာလဲသူကျွန်တော်ကိုဘာမှမပြောတော့ပါဘူးဒီလိုမတတ်မတာဖြစ်နေတဲ့ခန်းစားချက်တွေကိုကျွန်တော်လည်းဖယ်ထုတ်မှရလိမ့်မယ် ကျွန်တော်အရေးကြီးတဲ့ဆုံးဖြတ်ချက်ကိုချရတော့မှာဒီဆုံးဖြတ်ချက်ကကျွန်တော်ရဲ့ဂင်းကစ်စားတဲ့အတံမဝင်ကြောင့်တက်လျှောက်လုံးမှာအကြီးမားဆုံးသောဆုံးဖြတ်ချက်ဖြစ်ပါတယ်အဲ့ဒါကတော့ကျွန်တော်ရဲ့မျက်နှာကိုလိုက်မှပြလိုက်ဖို့ပဲဖြစ်ပါတယ်ဒီလိုကိစ္စမျိုးကိုတော့ကျွန်တော်လှုပ်ဖို့စင်ခေါ်နေအောင်ပါဘာလို့များထာခါရှိအတွက်နဲ့ကျွန်တော်စိတ်ညစ်ခံနေမှာလဲအပိုင်းတစ်ဇလန်လေးကတော့ဒီမာရီမဲရန်နာပါရစေအပိုင်းနှစ်ဇလန်လေးကိုနောက်နှစ်မှာဆက်လက်ပြီးတော့တင်ဆက်ပေးသွားပါအောင်မယ်ဆောင်းမြောက်ပြီးတော့အားပေးကြည့်ရှုကြပါအောင်နော်